ကျမ်းမာရေးရှင်နေရာတော့အန်ဒီကမနစ်ကအကယ်ဒမီပေါ့နော်ဒီနေ့ကယ်မီတော့မဟုတ်မနစ်ကအကယ်ဒမီမှာဟိုကယ်မီပွဲပြီးနောက်တနေ့မှာဟိုကားဘောကနေဟိုဖြစ်ပေါ့နော်ဘာမှတော့မဟုတ်သူကလေဖြစ်ချင်လို့ပါကားဘောကဆင်းလိုက်တာလေကားလေးကလည်းနိမ့်နိမ့်လေးမြင်ပြီးပေါ့အဲ့ရနေပေါ့ဟိုကလိကျပြီးတော့လိကျပြီးတော့ပေါင်ကြိုးရတယ်အဲ့ဒါတစ်နှစ်လောက်ကုလရတာပေါ့နော်အခုတော့ပြန်ကောင်းနေပါပြီအခုတော့တက်တာနေ ဘယ်ဘက်ပေါင်းသမီးပေါင်းဘယ်ဘက်ပေါင်းစတိကြောင်းထည့်ထားတာလေဆက်ဆက်ဖို့လေးစောင့်ရတာလေအယိုးပြန်ဆက်ဖို့စောင့်ရတာပေါ့နော်အခုတော့အေးဆေးပါပဲရပါပြီကောင်းပါပြီ ကျမ်းမာရေးရှင်တွေကတော့အန်ဒီကမနစ်ကအကယ်ဒမီပေါ့နော်ဒီနှစ်ကယ်မီတော့မဟုတ်မနစ်ကအကယ်ဒမီမှာဟိုကယ်မီပွဲပြီးနောက်တနေ့မှာဟိုကားပေါ်ကနေဟိုဖြစ်ပေါ့နော်ဘာမှတော့မဟုတ်သူကလေဖြစ်ချင်လို့ပါကားပေါ်ကဆင်းလိုက်တာလေကားလေးကလည်းနိမ့်နိမ့်လေးမြင်ရင်ပေါ့အဲ့ရနေပေါ့ဟိုကလိမ့်ကြပြီးတော့လိမ့်ကြပြီးတော့ပေါင်ကြွားနေအဲ့ဒါတနှစ်လောက်ကုလရတာပေါ့နော်အခုတော့ပြန်ကောင်းနေပါဘူးအခုတော့တတ်တာနေအလုပ်လည်းပြန်လုပ်လို့ရတယ် ော်တို့သားပြင်ကြတော့လေဘယ်လိုပြောမလဲဘာဖြစ်သွားလဲတော့ကိုမအောင်ချင်ချင်းမသိဘူးနောက်တော့မှဟဲ့ဒုက္ခပဲသူအန်ဒီဂရိတ်ဆန်သွားတာလေဂျော်ဆူစန်တန်းနဲ့ညောင်းဟိုလင်းမြန်ချင်းကတနာီမှဆိုတော့လေအများအများကြီးဆိုတော့ဟိုဘာပဲဖြစ်ဖြစ်လေတော့စောသေးတယ်ဆိုအန်ဒီဂရိတ်ဆန်လည်းဟိုဟာဟိုဈေးတဲ့ခဏသွားမယ်တဲ့နင်လိုက်မလားတဲ့ကားပါတယ်ဆိုကိုကလည်းအကြာကြီးဆက်မောင်ညမှာပြေးရင်ဟုတ်တယ်ပါလေလင်းမြန်ချင်းကလည်းတနာီမှဆိုအန်နဲ့လိုက်သွားလိုက်တာလိုက်သွားလိုက်ပြီးတော့မှကားပေါ်အစင်းမှာဖြစ်တာအမြင့်လည်းမဟုတ်တော့နိမ့်နေလေးပဲမဖြစ်ချင်တော့ပြောပါလေကြာမှပြီးတော့ဖြစ်တာလား စိတ်ထဲမှာထင်တာတော့ခဏလေးပဲဆေးမှုလေးပဲလိမ့်လက်ပြီးပျောက်သွားမယ်လို့ထင်တာလေသူကကြိုးရတော့ဆိုလုံးဝထောက်လို့မရတော့အဲ့ဒီမှာပြန်ကြားရရလဲခရီးဆိုင်ပါလေအသိနိုင်တို့နောက်တော့ grace တို့ကိုကောင်းကဒီခရီးဆိုင်ပြီးလုပ်ပေးပါလေဘယ်ဘက်ပေါင်းသမီးပေါင်းဘယ်ဘက်ပေါင်းစတိချောင်းထည့်ထားတာလေသူကစတိချောင်းထည့်ထားထည့်ထားတယ်သူကဘာဆက်ဆက်ဖို့လေးစောင့်လာတာလေအယိုးပြန်ဆက်ဖို့စောင့်လာတာเนาะ ခုတော့အေးဆေးပါပဲရပါပြီကောင်းပါပြီအနေကတော့ရှောက်နိုင်မယ်လို့ထင်တယ်ကိုယ့်ကိုယ်လေးဒါမစိုးရရအနေဒုက္ခကိုဖြုတ်လိုက်တာအင်းကတော့မှအဒီကိုစူးနေဘာလို့ဒုက္ခကိုစိုးကြီးဖြုတ်တာလဲပေါ့နော်ဒုက္ခကိုလည်းဖြုတ်ပြီးတော့ရှောက်နေတာသူကတော့မဖြုတ်စေချင်ဘူးပေါ့ဒါပေမဲ့ရတယ်လို့အန်ဒီကဆို เนี่ยเนเน่တော့အကြောเนเน่มาလေအဲ့ဆိုရတယ်ဆိုတော့ဥပကွာတာလေရှောက်တာခဏလေးပဲဒုတ်ကိုကင်နေပထမဆုံးเนเน่တက်တာလာတော့ဒီဘက်ထောက်နဲ့သွားတယ်နေလေးဒီဘက်ထောက်သွားနောက်တော့ဟိုကနောက်တစ်ခါတက်တာဝါတဲ့ခါကျတော့တချောင်းတောက်နေတယ်လေအဲ့လိုပဲသွားတာအဲခဏပါပဲအမြဲသိပ်အဲ့တော့မအင်ရလူပြတော့မှမကြိုက်ဘူးသိပ်ပြီးတော့အန်တီကိုရဲတယ်ပေါ့နော် ူပြောနေကြ။အေးဟုတ်တယ်အန်ဒီရလေးစိတ်တော့အန်ဒီရပြောတာပေါ့အဲ့တော့စိတ်ကတော့ဆောင်းနာရပြောနေတယ်လို့ဟိုကတက်ကြိုးလို့ရှိရင်လက်ထိုးလို့တော့မယ်ဆိုတော့စိတ်တက်မျိုးအပြတ်ထားအဲ့လိုမျိုးစိတ်ကဒီမာတယ်ပေါ့နော်အဲ့လိုတင်းတာတယ်တယောက်တည်းရှိတာသမီးလေးတယောက်အမေကသူကအိမ်အောင်ကြားနေရသူ့အိမ်နဲ့နေတာလေသူ့အိမ်မှာအန်တီတို့နှစ်ယောက်ပဲအဲ့ဒီမျိုးသားနဲ့အန်တီနဲ့နှစ်ယောက်ပဲနေတာ อืมไซบอนน่ะกูก็ไม่พ่นออกบ่าวดูแล้วมันสิทธิ์แต่จ้ะอะมาโควิดแท้มาไซไม่เลยอ่ะสิทธิ์แต่จ้ะบากูก็บลูပြောเลยอ่ะไม่กูกันมั้ยบ่เนาะถ้าตบาวะบี้อ่ะเนี่ยพอกูเว้ยဖြစ်ရမယ်ချိန်ရောက်လို့ဖြစ်တယ်လို့ပဲသဘောထားလိုက်ပါတယ်။ဒါမှမဟုတ်နှမျောတော့နှမျောတော့ပေါ့။အဆောက်ကွန်တော့မပွင့်ဘူး။အဆောက်ကွန်တော့ဟိုမပွင့်ဘူး။အဲ့ဒီကျမလေး။ အဲ့ဆိုင်မှာမိတ်ဆွေတယောက်ကဆက်သွယ်ပြီးတော့လှုပ်ချင်တယ်ဆိုသူလှုပ်ချင်တယ်ဆိုတာနဲ့အဲ့ဒါလှုပ်ကြည့်လိုက်တာပေါ့နော်စိုးပါအောင်သူ့ဘာနဲ့သူကတော့လေဟွာဖြစ်တယ်လေပတ်တယ်ပေါ့နော်သူကဝင်စင်းနဲ့အဲ့လိုပဲစိုးအဲ့ဒါကိုဗစ်ဖြစ်တယ်လို့လုံးဝပိတ်လိုက်ရတော့အဲ့ဒါဖြစ်သွားတာတရားမှလေးစစ်တယ်လို့တော့ပါမှာပေါ့အဲ့လိုအသက်အသက်အလွတ်ကြီးပိတ်လိုက်ရတာနောက်ပြန်ဖွင့်ဖို့အတွက်လည်းနည်းနည်းညှိကြည့်တယ်လေ ကြည့်ကြည့်တဲ့အခါကျတော့တို့တွေကလည်းဝင်နှန်းနေစီဆိုတော့ဘာလို့ပြောမလဲဒီဈေးနှုန်းနဲ့ပဲငှားရမယ်ဆိုတော့ဒီဈေးနှုန်းနဲ့ပဲပေါ့နော်အရင်ကဈေးနှုန်းဆိုတော့အနည်းပါလေမကြိုက်တော့ဘူးလေအဲဒါကြောင့်အဲ့ဒီကွင်လိုက်တော့တာနည်းနည်းမျိုးတော့နည်းမျိုးတော့ဗတမီရဲ့ဘယ်နဲ့ပြောပါလဲပတ်စံနေတာမှာဗုဒ္ဓကြီးရှားတာလားဟိုပါပြတ်ကက်တာဆိုလို့ဟိုပြက်ဘုနမကုံနာတော့သိတာမှာမြန်လေခဏလေးနဲ့ရှားပြီးတော့ရှားဖို့တာခက်တာလေအင်းအင်းလေဘော်ဘော်ဘော်လူပညာရှင်ဘော်နာဟိုဥသာအနိမြတ်တာလဲတင်မောလိုက်တယ်လေအဲ့ဒါဆိုအဲ့ရ ပေါ့အဲ့ဒီပတ်စံနဲ့ပေါင်းလို့တော့လို့တာအခုလားမရှိပါဘူးကွာတက်လဲကြီးနေဆိုကိုယ့်ဘက် AC ပဲကားရိုက်လို့ရတယ်ရိုက်မယ်ဒါပဲတခြားဘာမှတော့လုံလဲအနေနဲ့စိတ်သာရှိတယ်အခုလုံနေမှာမဟုတ်တော့ဘူးလေတည်တယ်လေ လွယ်အဲ့တော့လုပ်မယ်ဆိုတော့အန္တရာဟိုဘာ guide နေရတာတုတ်ပေးရမယ်ကျန်တဲ့လူတုတ်အန္တရာတော့ညွှန်ကြပါလားပေါ့နော်အန္တရာကတော့ထမင်းရတော့အန္တရာအကျွမ်းတယ်ချက်တာလေသူ့ဘာပြောတာမဟုတ်ဘူးဝါသနာလည်းပါတယ်အေးထမင်းဆိုင်နေပွင့်တော့ရမ်းမိုက်မှာပဲအမအန္တီမလုံနိုင်အန္တရာခိုင်းရမှာဒီလို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 ပေါ့နော်ကြည့်ပါ in charge ဘောမျိုးပေါ့အဲ့ဒါမျိုးပဲရမယ် အဲစေကူကတော့ကိုပိုင်အခန်းဆိုရင်တော့လုပ်မယ်ကွာကိုပိုင်ခန်းမဟုတ်ဘဲနဲ့တလောက်ဟို7သိန်းလို့6သိန်းလို့ ਨੇ အားပြီးလုပ်တယ်ဒါလေးဆိုရင်အဲ့ဒီ message မှာကိုက်နိုင်လုံးဝမကိုက်ကိုပိုင်ဆိုင်မှာပဲကိုက်ပါလားရွေးချင်သမားတွေကထင်းနေတာကြည့်ရမလားကျိုးသွားခြေတော့ကျိုးသွားပြီဆိုတသက်လုံးပြမကောင်းတော့ထင်းလာပြီအဲ့ဒါကောင်းပါပြီလှုပ်လဲလှုပ်နိုင်ပြီလို့ပြောတာ ပဲတက်သွားကြလေးပေးလိုက်တာ။အေးလှုပ်လိုက်လှုပ်နိုင်ပါပြီလို့ကိုဝါသနာပါတဲ့အမှုပညာလှုပ်ပဲလှုပ်တတ်တယ်အမှုပညာလှုပ်ပဲလှုပ်ချင်တာပါလို့အဲအကြောင်းအမှုပညာနဲ့ပတ်သက်ပြီးတော့လဲအားပေးကြပါဦးဆက်ပြီးအားပေးကြပါဦးကျေးဇူးတင်ပါတယ်။